ငိုကြတာကိုရဲ့ဘုံငိုတယ်။ဘာလဲဆိုတော့အခုဗီဒီယိုလေးတောင်တက်တယ်လေမကြီးအကိုကဩဝါဒချွေတဲ့ဟာအဲ့ဟာကြည့်ပြီးတော့အရန်ကိုအမတို့ပီတိအရန်ဖြစ်တယ်။အမတို့မှအဲ့လိုအကိုမျိုးမရှိဘူး။အာကိုမျိုးကိုနဲ့ညီမလေးမေပကြီး congratulations ပါလို့ပါပါတယ် bridal shop ဟိုမှာ surprise အညီမတွေအကုန်လုံးစီစဉ်ကြတာပေါ့နော်ဒါပေမဲ့အမကတော့ဒရက်တာအားပပလေးပဲပါဝင်တာပါဂျန်နန်ဟာတွေကတော့အမတွေဦးစီးတာပါပြောတယ်ဘာဖြစ်လို့ဆိုတော့လေအမဘသူပွဲမဆိုလေကိုမရခဲ့တဲ့ဘဝမျိုးသူများရရင်အရန်ပျော်တယ်တိလားနောက်တစ်ခုကလေဘသူပွဲလုံးလုံးအမအားအရန်ပြဲဆုံးပဲဒါအခုဗီဒီယိုတွေရိုက်လို့ရှိရင်လေအမအတန်အကျယ်ဆုံးပဲအဲ့လိုမျိုးပါတာဒါပေမဲ့အဲ့တော့ဘိုက်ကခွဲထားဆိုတော့နာလဲနာနေဘလောက်မှမကြသေးခွဲထားဆိုတော့အမဓာတ်ပုံရိုက်လို့ရှိရင်တက်လိုက်ဆဲလိုက်နေအဲ့လိုပါ ကြံကြံတန်းတန်းနဲ့ပြီးလဲပြီးညိန်ရောဘိုက်နာရောလို့အဲ့ဒါတော့မှတ်တရပါဘူးငိုကြတာကိုရဲ့ပုံငိုတယ်ဘာလဲဆိုတော့အခုဗီဒီယိုလေးတောင်တတ်တယ်လေမကြီးအကိုကဩဝါဒခြွေတဲ့ဟာအဲ့ဟာကြည့်ပြီးတော့အရန်ကိုအမတို့ပီတိအရန်ဖြစ်တယ်ဘာဖြစ်ဖြစ်လဲဆိုတော့လေအမတို့မှာအဲ့လိုအကိုမျိုးမရှိဘူး အဲ့လိုအကုန်မျိုးကကိုညမလေးကိုအရန်ခေါ်မလဲ support အရန်ပေးတယ်။နောက်နှွေးထွေးတယ်ကျင်တာအဲ့လိုမျိုးကြည့်ပြီးပြီးတော့သူ့ဆုံးမ over ရချွေတာလေးရတယ်။အရန်ရင်ထဲကိုထီတော့ငိုကြရောအမလိုဆိုငိုလို့အတော့ကိုမတတ်ဘူးကြီးရ။မကြီးကတော့မငိုဘူးငါတို့ရပုံကိုမကြီးကတော့လည်းကိုရ။မကြီးမှလည်းမောင်နှမသားချင်းနေရှိတယ်ဆိုပေမဲ့အဲ့လို ဘေးကတငယ်ချင်းတွေကလည်းချစ်ကြတယ်နော်အကိုရဲ့အမျိုးသားကလည်းချစ်တယ်ကိုအကိုရေကလည်းချစ်တယ်တငယ်ချင်းတွေကလည်းအဲ့လိုမိန်းကလေးဘွားအချစ်ခံတဲ့ဘွားလေးကအရန်ကောင်းတာပဲလေနော်အခုအမတို့ဆိုလဲသူပွဲပွဲလုပ်မယ်ဆိုရင်အကုန်လုံးအိမ်တိုင်းအားတိုင်းနဲ့ပဲအကုန်လုံးပါကြတယ်ကူကြတယ် တယောက်မှမငြင်းမညူမျက်နှာမပြတ်ဘဲနဲ့အဲ့လိုပါဝင်ကြတာဆိုတော့လေတကယ်ကိုအဲ့ဟာလေးကလေနဲတဲ့ကုသိုလ်ကမဟုတ်ပါဘူးအမတို့ဆိုအမြဲတမ်းကြုံရတယ်ဘာလဲဆိုတော့အဲ့လိုကိုယ်ပွဲပဲဖြစ်ဖြစ်ကိုယ်ကိစ္စတစ်ခုရှိလို့ရှိရင်ဘေးနားမှာဘယ်သူမှမရှိတတ်ဘူးအမြဲတမ်းပကြီးကကြတော့အဲ့လိုမဟုတ်ဘာလေးပဲဖြစ်ဖြစ်ဘေးနားမှာဝန်းရံတဲ့လူတွေရှိတာအဲ့ဒါအဲ့ဟာလေးကတကယ်ကိုကုသိုလ်ကဒူးလေးပါပဲလှတယ်လေနော်အော်ဘန်ကောက်မှာသူတွားရိုက်ထားတာလေဟောကလည်းရိုက်ရိုက်ချက်တွေအရင်ကောင်းတဲ့မိတ်ကပ်ကောအဝတ်အစားကလည်းအစံဖြူပိုင်းအကုန်လုံးက perfect ဖြစ်နေတာ ဆိုတော့ကြည့်ရတာသဘောကျတယ်ဆိုတော့အဲ့ချိန်မှာအကုန်လုံးကလေအကုမျိုးကိုဆိုကြည့်လဲမိုက်တယ်စမတ်ကြတယ်ပကြီးဆိုလဲသူ့အဝတ်စားနဲ့သူ့ပုံစံလေးနဲ့သူ့ခန္ဓာကိုယ်အမြဲတမ်းအဲ့လိုပုံစံလေးဆိုတော့လေအဲ့လိုချက်ချက်ကက်ကက်လေးဝတ်ထားပေါ်လွင်ပြီးလှရနေကြွရနေကြတာလေမိတ်ကကလည်းသူပြင်နေကြလို့မဟုတ်ဘန်ကောက်ကလူနဲ့ပြင်တာဆိုတော့တကယ်ကိုပုံစံချိတ်ထွက်သွားတယ်စိတ်မကောင်းဖြစ်တယ် အခုဆိုရင်အရှိအတွဲကိုဆိုလဲဘလင်းလိုက်ကြတာအရမ်းပဲလေရင်ထဲတောင်မကောင်းအမရှဲတောင်ရှဲတယ်ဘာလို့လဲဆိုတော့လူတိုင်းကမင်္ဂလာဆယူနေတဲ့အချိန်မှာကောင်းသောပြောခြင်းကောင်းသောလှုပ်ခြင်းကောင်းသောကိစ္စတွေပဲကိုဖြစ်ချင်ကြတာလေဒါမင်္ဂလာယူနေတာဟုတ်အဲ့ဒါကိုအဲ့လိုမဟုတ်တန်းတရားရေပြောရလေဒါမှလည်းတကယ်ချီးကျူးရတယ်လားသူတို့လည်းရင်ထဲမှာတော့ဘယ်ကောင်းနေမလဲနော်ဒါမှမတုံ့ပြန်ဘူး နေတာအရန် structure တယ်တကယ်ကို standard တစ်ခုရှိရဲ့သိလားနေတဲ့ပုံစံလေး standard ဆိုတာချမ်းသာတာဘာညာအဲ့ဒါပြောချင်တာမဟုတ်ဘူးเนาะနေတဲ့ပုံစံလေးကလေဘာမှမတုံ့ပြန်မနဲ့အေးစစ်စစ်လေးပဲသိလားဒါပေမဲ့စိတ်တော်မကောင်းဘေးကနေကြည်နေရတာလေလူတွေကဘာဖြစ်အဲ့လောက် blame ချင်ကြတာလဲကိုကိုတိုင်းရောသူများ blame ခံနိုင်မလားစဉ်းစားကြည့်ဟမ် blame တချို့တွေကပြောတယ်အော် designer မလို့ပြောချင်တာတော့ဘယ်ဟာမဟုတ်မဟုတ်ဘယ်ဟာလေးကိုမဆို blame လိုက်ဒီနှစ်ယောက်ကိုပဲတက်ရောက်သွားတာ အဲ့တော့မပလင်းစေချင်အောင်အခုတော့မယူကြပါနဲ့လို့ချင်းကြရပါအပြည့်မလဲအဲ့ဘေးကမဟုတ်တဲ့ page တွေရလဲလေကြည်လားဟဲ့လိုပြောရစကလုံးเนี่ยအရင်ကြားနာပဲတချို့တွေဆိုလေရေးတာတွေဘာတွေကလေရှင်းတာတွေကလေရှင်းစရာမလိုဘူးလူတိုင်းကသူ့ life နဲ့သူရှိပြီးသားသူ့ဘဝနဲ့သူသူ့ရဲ့သူ့သူ့ဘဝနဲ့သူ့မှာသူသူ့အစီအစဉ်အကြအကုန်ရှိပြီးပြီတယောက်နဲ့တယောက်တူနေတာမဟုတ်ဘူးရှင်းရှင်းလေးမွေးဖွားလာတဲ့ပုံစံတော့မတူတဲ့ကိစ္စဘာလို့ live ရှင်းနေကြတာလဲ ကိုကိုတိုင်းပဲကိုပါကိုပြန်ပြီးပြိုင်ကြည့်အောင်ရှင်းကြည့်အောင်တစ်နှစ်နဲ့တစ်နှစ်တလနဲ့တလမတူအောင် ရှင်းကြည့်အောင်သူမြောက် live မရှင်းနဲ့မ blame နဲ့အကုန်လုံးမင်္ဂလာယူနေတာအခုတို့မများစေချင်အောင်တကယ်ဖြစ်တာပေါ့ညီမလေးမင်္ဂလာဆောင်ဖို့အလုပ်တစ်ခုစဦးနောက်ကဆုံးဖြတ်ပြီးဆိုလို့ရှိရင် live လုပ်ရတဲ့ကိစ္စတွေကအများကြီးပဲတစ်ခုတစ်ခုဆိုလင်းဟင်းတယ်အရင်ပဲအမဆိုအမမင်္ဂလာဆောင်တော့ဆိုရလေကိုပါကိုစီစဉ်နေရတဲ့အတွက် planner နဲ့လည်းမဟုတ်ဘူးဒါပေမဲ့ planner နဲ့မဟုတ်ဘူးအကြီးကျယ်ပြောရဖြစ်နေမှာအမဖုန်းကြီးကြောင်းမှာပဲဆောင်တာဆိုတော့ ဟုတ်လို့ခေါ်မယ်မိကြံတယ်တရားမှာဟိုလူဖိတ်ဖို့ကြံဒီလူဖိတ်ဖို့ကြံဝယုံသုံးကားနဲ့ဖြစ်နေရအဲ့ဒါကိုကိုတိုင်းလောက်ဖွင့်တည်သွားလိမ့်မယ်အခုဆိုမင်းသမီးတွေမင်းသားတွေဖြစ်တဲ့အတွက်ပွဲပွဲပေါင်းများစွာစီစဉ်နေရတယ်မလင်ဟင်းအောင်စီစဉ်နေရတယ်မိမပြည့်အောင်စီစဉ်နေဘလောက်အုံနောက်၆လိုက်မယ်အဲ့ဒါကိုဒီဆိုရှယ်ကနေထပ်တိုက်ခိုက်တာလေတော်တော်ဆက်မပြေဘူးနော်အေးပေါ်အဲ့ဒါတက်နိုင်သမျှတော့ကြော်ကြော်ကြည့်ပြတယ်မဖတ်တော့ဘူးအခုတို့လည်းမယူတော့ဘူးစိတ်ဆင်းရဲလို့ကြည့်ရတာတရားလေးအကောင်လုံးကညီမတွေလိုပဲချစ်ချစ်ခင်ခင်ရှိတယ်တရားနဲ့တရားဟိုခေါ်မလဲ ဖေဖေမမနဲ့ပေါ့နော်ချစ်စရာကောင်းတဲ့ဒီညီမတွေအမတွေအဖွဲ့လေးပဲတကယ်ပြောဖို့ကောင်းပါတယ်အဖွဲ့လေးကအမတွေဆိုလဲအမတွေလျှောက်ကိုဆုံးမရတယ်အမားနေတက်မှတ်ပေးတယ် မားနေလမ်းကြောင်းလေးဘယ်လိုသွားမလဲဘယ်လိုပြောရမလဲဒါလေးလိုက်တက်မဲ့ပြီးတယ်ညီမလေးတွေကလည်းနာခံကြတယ်အဲ့တော့တယောက်နဲ့တယောက်ကအဲ့လိုလေးသွားနေဆိုချစ်ဖို့ကောင်းကြပါတယ်ဟိုကြလဲဒါပဲစင်ပိန်နဲ့ကျွဲလောက်ပါမလမောင်းယူကြုံနေတာပြီးပေါ့အမထမင်းကိုမဝင်တာအဆိုင်စနာတဲ့က၄၅၆ရက်ကိုရေတောက်ရေပြန်အဆုပ်တောက်ဆုပ်ပြန်အဘာမှအောင်စားလို့မရဘူး drip တောက်လျှောက်ချိန်ထားရတာဆိုတော့ အဲအဲ့ဒါကြတော့ဖြစ်ပါလိမ့်မယ်အစားနေလို့ပဲအစာကြီးကပိုဖြစ်တာအဲ့မှာအစာကြီးကစားရင်လည်းတကုံစစားတယ်မစားတော့ရင်လည်းအချိန်လွန်သွားရင်လည်းတရက်လွန်လွန်သွားတယ်အဲ့တော့အစာကြီးကနာသွားနာတာကနေပြီးတော့ရောင်ပြီးပိုးဝင်ပြီးဥတက်ပါလိုက်ရောင်လို့ဖြတ်လိုက်ရတာမှာကျမရေးဒီတကယ်လက်တပားဆိုတာအမှန်ပါမကျမ်းပါလို့ရှင်ဘာမှလုပ်လို့လည်းမရလူမှုရေးစည်းဝိုင်းအကုံတောက်လျှောက်ပြတ်တာပဲအဲအမတို့အဖွဲကတော့ဆက်ချက်မယ်အဲ့တော့အမတို့အဖွဲကလည်းပြန်ဆက်ချက်ပါကျေးဇူးပါ